ငါးပါးသီလပြောကြတယ်ပြောကြတယ်ဒါပေမဲ့မြန်မာပြည်မှာမြန်မာနိုင်ငံတည်းမှာနေထိုင်တဲ့လူတချို့တော်တော်များများကကိုတို့အတ္တစီးပွားတွေရှာပြီးတော့အကျန်းရုပ်မာတယ်အရန်အောက်တန်းကြတယ်တောက်ကြနေဒီနေ့မှာလောက်တဲ့ငလင်ဟာမင်းစိုးမင်းညစ်များပြုတ်ကြလက်တန့်ဆိုတဲ့ငလင်အဟောင်းကိုလည်းအားလုံးသိပြီလားဖြစ်ဒါကြောင့်ဒီလူလူတွေတော်လိုင်းတက်တူတာဒီအချိန်ဟာကျွန်တော်တို့အတွက်အခွင့်ကောင်းဖြစ်ပါတယ် ဟယ်လိုချရမီဘာပီတူညကိုမော်မမများအလုံးမိုင်းမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မတ်လ29ရက်နေ့ကျော်တို့စနေနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိထားတဲ့ပေါ့နော်တော်လန်တရင်းနေနဲ့ဒီတဘာဝဘေးအန်ဒရီနဲ့ပတ်သက်ပြီးတော့မှကျော်တို့နောက်ဆုံးကြားသိရတဲ့တရင်းတွေကိုတင်ဆက်ပေးတော့မှာမလို့ဗီဒီယိုကိုကျွန်တော်နဲ့သူအဆဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမကြည့်ခင်မှာအယုံဆုံးနေတဲ့တရင်းတူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်းတဘိုးအနေနဲ့ကတော့ နေပြည်တော်ပြမနာမြို့မှာငလျင်တန်းကြောက်တည်ဆုံးသူ86ဦးထိရှိလာပြီးတော့မှယော်လောင်းအလုံးဆွေမထုံနိုင်တဲ့ဘက်နဲ့အရေးပေါ်ကူးတာနေရတဲ့လူနာ900ခန့်ရှိတဲ့ဆိုပြီးတော့မှကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်။စရင်ရ86ရောက်ရှိပြီးတော့မှတည်တာပြမနာတမျိုးလုံးလမ်းပေါ်ထွက်အိတ်နေရတဲ့ဘူချိုလန်းတလန်းလုံးပိတ်နေတဲ့ dead body တွေထုတ်လို့မပြီးသေးဘူး။ဂရင်နေရနဲ့ဂရင်တထောင်မှာအရေးပေါ်ကူးနေရတာလူ400နဲ့900လောက်ရှိနေပြီလို့သိရတဲ့ဓမီတိုင်80ရခန့်လုံးလောက်ပြိုလဲထားတဲ့မြို့ခံမိသက်ကြစ်ချင်နေတဲ့ brighter ဖွဲ့တွေကဆဲလို့နေရတဲ့တဘောအပေးစီမံက ဘာမှမလာသေးပါဆိုပြမဒေတာခံပြီးတော့ကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လေတို့လျောက်ကနေပြမပေါ့နော်ဒီဝင်ကြီးဌာနတွေရာဆိုရင်လုံးဝလုံးမလို့ပဲနဲ့ကျွန်တော်တို့ပြီးတူတွေကနေပြမပြီးတူပဲပေါ့နော်ပြန်ပြမအားကိုးရနေတဲ့အချိန်တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းရေးပြင်အခုဆိုရင်တဘောပေးနေတွေကျွန်လာတဲ့အချိန်မှာပေါ့နော်ပြီးတူမှာပြီးတူပဲရှိတယ်ဆိုတာတကယ်ပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးနဲ့စကိုင်းဘက်တို့မှာအင်အား9.3အဆင့်ပြင်းထန်တဲ့ငလင်ကြီးမလ28ရက် မွန်လ၁၂နိုင်52မိနစ်အချိန်မှာလုခတ်ပြီးတဲ့နောက်ပိုင်းမှာညပိုင်းအချိန်ထိငလိငယ်တွေစစ်တိုက်လုခတ်နေဆက်ဖြစ်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ် မန္လေးမြို့မှာဆိုရင်မွန်လဲပိုင်းငလင်ကြီးလောက်ခပြတဲ့နောက်ပိုင်းမှာညချိန်ထိနောက်ဆက်သွဲငလင်ငယ်ဆယ်ချိန်ထဲမှာလည်းလုံးနေဆက်ဖြစ်တယ်ဆိုပြမမန္လေးဒေသခံတို့ကနေပြမပြောချထားတာပဲဖြစ်ပါတယ်အခုဆိုရင်ငလင်တော်ပြည်နယ်စွာခန်းဆောက်ခဲ့ရတဲ့မန္တလေးကျောက်ဆယ်စကိုင်းအောင်ပန်းနေပြည်တော်တို့မှာကုညီကယ်ဆယ်လူဝန်းတွေကိုလှုပ်ဆောင်နေဆက်ဖြစ်ပြမပြောချတဲ့အဆောက်အုံတွေထဲမှာပိတ်မိနေတဲ့လူတွေရှိနေဆက်ဖြစ်တယ်ဆိုပြမကျွန်တော်တို့မြေပြင်တရင်တွေရသိရှိရတာပဲဖြစ်ပါတယ်ဆိုတော့ကျောင်းရင်းနဲ့ပေါ့နော်ပိတ်မိနေတဲ့ပြည်သူတွေကိုမကြခင်မှာကယ်ထုတ်နိုင်မယ်လို့မျှော်လင့်ရတာပြမအတပေးကနေလွတ်မြောက်ဖို့ကျွန်တော်ဒီနေ့ကနေဆုတောင်းပေးပါတယ် နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့အင်အားပြင်းကလေးလုခတ်ပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်အခြေအနေကြီးညာခဲ့တဲ့ဒေသ6ခုအနက်က3ခုကမြို့နယ်တွေကို၄ချောင်းကနေဘုံချတက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အရောက်မှရိုင်းတဲ့အုပ်စုတွေနော်စစ်ကောင်စီကနေပြည်တော်ကလေးတန်းခရရတဲ့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနေပြည်တော်ကောင်စီပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအရေးပေါ်အခြေအနေကြီးညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတွေထက်ကစကိုင်းတိုင်းကချောင်းမြို့နယ်အရှိချမ်းရှမ်းမြောက်ကနောင်ချိုမြို့နယ်ကကန်ကြီးကျေးရွာအနီးနဲ့ပဲခူးတိုင်းဖြူးမြို့နယ်ထက်ကစစ်တောင်းမြေရှိဘက်ကန်ကကျေးရွာတွေကိုမြင်းကလင်ကြီးလုပ်ပြီးတဲ့နိုင်ပိုင်းချာမှာပဲလေချောင်းရတယ်။ဘုံချတက်ခိုက်ခဲ့တာလို့သိရတာဖြစ်ပါတယ်။ဆိုတော့ဒီကောင်တွေရတော့ပေါ့နော်။အခုဆိုရင်ဒီလိုမျိုးကျွန်တော်ပြည်သူတွေတဘောပေးရတဲ့ကျောင်းရပြည်တဲ့နောက်ပိုင်းမှာတောင်မှလူစိတ်မရှိဘဲနဲ့အခုလိုမျိုးပြည်သူတွေကိုဆက်လက်ပြီးတော့မှတပ်ဖြတ်ပြနေတာပဲဖြစ်ပါတယ်။ဒါကိုနိုင်ငံတကာတွေကနေပြီးတော့မှလည်း သိရှိပြီးတော့မှမြောက်လိုင်းတို့ကိုချက်ချင်းပေါ့နော်အရေးယူပေးနိုင်ဖို့ကျွန်တော်တို့ဘက်ကနေပြီးတော့မှတောင်းဆိုနေတဲ့အချိန်မှာဆောင်ရွက်တင်နေပြီပဲဖြစ်ပါတယ်ပြည်သူတွေကတော့တဘောပေးရတဲ့အပြင်ဒီလိုမျိုး fixed အာဏာရှင်အုပ်စုတွေရဲ့ပေါ့နော်တပ်ဖြတ်မှုတွေကိုနေ့စဉ်မြခါနေရတာပုံမှန်တကယ်ကိုဆွေးရလာတဲ့အချိန်တွေတဲ့ကိုအခုဆိုရင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့ကြက်မှာကတော့ဆီယလူမြကျောင်းနေပြီးတော့မှအခုလိုမျိုးတပ်ပစ်နေတဲ့မြောက်လိုင်းတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ဒီလိုမျိုးပေါ့နော်အခွင့်ကောင်းချိန်မှာအလစ်ဝင်တိုက်ပြီးတော့မှ တော်လန်ထိုးစစ်ကိုအရှိန်မြင့်တဲ့ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်။ဆီယလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်။တောက်ကြနေဒီနေ့မှာလောက်တဲ့ငလင်ဟာမင်းစိုးမင်းညစ်များပြုတ်ကျလက်တန့်ဆိုတဲ့ငလင်အဟောကိုလည်းအားလုံးသိပြီးသားဖြစ်ပါဘူး။ဒါတော့မဟုတ်ပြည်သူလူထုနဲ့တော်လန်ကြီးတက်တွေဟာဒီအချိန်ဟာကျွန်တော်တို့အတွက်အခွင့်အကောင်းဖြစ်ပါတယ်။ပြည်သူလူထုဟာလည်းကုကေရမဲ့။အကေကို ပြည်သူကို ကုညီမဲ့ဆိုရင်ကျွန်တော်တို့တော်လန်ကြီးတက်တွေအနေနဲ့ကုနိုင်ဖို့ထိန်းချုပ်ထားတဲ့ဒေတာနေပါပါလေရှိတော့ရှိတယ်နေတယ် တကယ်ဖြစ်နေတာလဲတကယ်ဖြစ်ငလေလောက်ခတ်မှုဖြစ်ပေါ်နေတဲ့နေရာဟာလဲစစ်ကောင်စီထိ ंछ ုပ်ရမြို့ကြီးပြကြီးတွေမှာဖြစ်နေရကုန်လဲတွေ့ရဒါကြောင့်မို့တကယ်ပြည်သူကိုကူကြမယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုက်တက်တွေဒီအချိန်မှာအခွင့်အခါအကောင်းကိုမိမိရဲ့ရာစုပ်ကန်၍အချိန်မဆိုင်နေရာမဆိုင်ဒေသအနှံ့များကတက်ပြီးတော်လန်ထိုးစစ်ဆင်နွှဲနိုင်ဖို့လိုပါတယ်မြို့ရွာအနှံ့ပြားကိုဒီကနေ့မှာစထိုးစစ်ဆင်သိမ့်ပိုက်တဲ့စစ်မိတ်ကိုထုတ်ပြန်ဖို့လိုပါတယ်နေပြည်တော်စီရင်ချုပ်ပါဝင်တိုင်းစစ်ဌာနချုပ်တွေ ငလင်ရောက်ပြိုကျနေကြတယ်။လေရင်ခွင်းနေလေရင်မတက်နိုင်ဘူး။ဒါကြောင့်မို့ချက်ချင်းမဆိုင်ထိုးစစ်စင်ကြမှုပြုတော်လိုက်တက်အပေါင်းကိုကျွန်တော်ဒီနေရာကနေလေးလေးသလားတိုက်တွန်းနှုတ်ဆော်လုပ်ပါတယ်။စာလေးတစ်ပုဒ်ရေးမိပါတယ် Facebook မှာ။ကျွန်တော်သားကဝယ်ရေးဝင်ကြီးအခုနေဖြစ်နေမယ်ဆိုရင်လုံလည်းမလုပ်ချင်ပါဘူးနော်ဥပမာပြောပြတာ။ယာလူအာနာခွာနာရှာနာလေးကျွန်တော်စိတ်ဝင်သားဘူး။တိုးတော်ဖြစ်နေမယ်ဆိုရင်ချက်ချင်းစွမိတ်စွမိတ်စွမိတ်ထုတ်ပြီးတော့အစိတ်တုံးထုတ်ပြီးပုံကောက်ဝယ်ဝင်ကြီး ညွတ်ကြားချက်တက်တော်တီးတီးမှချက်ချင်းမဆိုင်အသိမြင်ပြည်သူကိုကူရင်ဖက်စစ်ချက်ကိုစတင်ထိုးစစ်စင်အချိန်မဆိုင်ပြင်းစင်ကြတယ်စစ်မိတ်ထုတ်ပြီးဖက်စစ်တက်အခက်တော်လိုက်အချက်ကိုချက်ချင်းလုပ်ဖို့လိုပါလေယခုချက်ချင်းမဆိုင်ပြည်သူတော်လိုက်တက်တွေထိုးစစ်စင်ဖို့လိုတယ်ပြည်သူလူလူကလည်းအုံကြွားဖို့အစင်သစ်ဖြစ်နေပြီလို့ကျွန်တော်ယူဆယုံကြည်ပါတယ်အင်းဟုတ်တယ်စုံရီပြုတ်ကြပြုတ်ကြပါစေပြန်ဆောက်ကြ ဖတ်စစ်တက်ကိုဖြုတ်ချမှာရနိုင်ပြီဗျဒီကလာဟာဖတ်စစ်တက်ဖတ်စစ်တက်အခက်တွေ့ပြီးပြာရခက်နေတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်မို့တော်လိုင်းတက်တွေဟာဖုံးစစ်စင်ဖို့ချက်ချင်းပြင်ဆင်သင့်တယ်ဆိုတဲ့အကြောင်းလာရောက်တိုက်တွန်းစကားပြောခြင်းဖြစ်ပါတယ်အဲ့တော့စကိုင်းကိုဘိုးပြူရင်အခုနှစ်တသမခုနှစ်ပမာဏရှိအလုံးအပြည့်နဲ့ငလင်ဟာပမာပြီးမှဒုတိယမြောက်အကြီးမားဆုံးငလင်ဖြစ်ပါတယ် ဒီငလင်းရဲ့အရှိမ ဖြစ်ပေါ်မှုတဲ့ငလင်းတစ်ခုမှလည်းကျွန်တော်တို့ဘကုတ်ဆွေမော်ရောစီဒီစကိုင်းတရာတကိုင်းတရာဘာသာလားမျိုးတစ်ခုပြိုကျခဲ့မှုတွေအရှိမအဲ့ဒီမှာလည်းမင်းပြောင်းမင်းလဲမင်းဆက်ပြီးပြုတ်ခဲ့တာရှိပြီးအခုကာလမှာထပ်ပြီးဒီငလင်းကြောင့်တိုင်းပြည်အပြောင်းလဲကြီးဖြစ်တော့မယ်လူရောမှာအာနာရှင်တစုအသေးအွတ်ပဲထွက်ရတော့မယ်ဆိုတဲ့တုံ့တက်မှတ်ချက်ပေးမှုတွေအဲ့လိုအမင်းများပြောင်းလဲရှိပါတယ်အဲ့တော့ မနေ့ကပဲကျွန်တော်ပြောပါတယ်နင်တို့ဒီနင်တို့ဒီနင်တို့ဒီဖတ်စစ်တက်ကကိုပြောတာမုတ်ဆပေးရမယ်အချိန်ဆိုင်မလို့တော့ရွတ်ကြလို့ပြောပြီးမကြခင်ပါပဲဒီကနေ့စစ်တက်ရုံဆိုင်ရနေပြီးတော့အပေါင်းပဲဖတ်စစ်တက်ထိန်ချုပ်ကြတယ်မြို့ပြဒေတာတွေအဓိကစစ်တက်အဆောက်အအုံတော်တော်များများပြုံကြပျက်စီးမှုတွေဖြစ်နေပါ ဲဒီမှာဆီယလီမြတ်ကျော်ပြောသလိုပဲပေါ့နော်ကျော်တို့ဘက်ကနေပြတော့မှပြီးသူတွေကိုဒီတဘောအပိတင်ကနေပြတော့မှကဲထုံးနေတဲ့အချိန်မှာပဲတော်လန်ထိုးဆဲရှင်ကိုမရက်တန်ပဲနေပေါ့နော်စစ်ကောင်စီကိုတိုက်ခိုက်ရမယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်ပါတယ် ကျွန်တော်တို့အရှိမကြားခဲ့တဲ့တိုင်မှာမြောက်နိုင်တို့အစုကနေပြီးတော့မှဒီလိုမျိုးဘင်းနယ်တွေကြုံတွေ့နေရတဲ့အချိန်မှာပဲပေါ့နော်စစ်တပ်လေထီတွေနဲ့လင်းတွေနဲ့ပေါ်ဘုံချက်ခဲလို့ကျွန်တော်ပြည်သူတွေများစွာတေခဲရတဲ့အဖြစ်မျိုးတွေလည်းကြားနေရတာပြီးတော့မှကျွန်တော်တို့ကနေပြီးတော့မှအမနာစတန်းပေါ့နော်ဒီကောင်တွေကိုစတင်ပြီးတော့မှကင်သွယ်ဖို့လိုနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြည်သူတွေအနေနဲ့လည်းခုချိန်မှာအတင်းထားပြီးတော့မှပေါ့နော်တော်လိုင်းရင်မဆင်မပြစ်ပန်းနဲ့ဒီတဲ့ပူပြီးတော့ပူပေါင်းကြပါဆိုလို့ကျွန်တော်ဒီနေ့ကနေအနုညွန့်တောင်းပန်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ physics ကောင်းဆောင်ပေါ့နော်ခွေးဥကြီးဖြစ်တဲ့မြောက်လိုင်းရနေပြီးတော့မှ နေငလင်းလို့တာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပေါက်ပန်းလေးစားတွေပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီနေ့ဒီကဆက်ကကြေမွန်လေးဆက်ရနိုင်50မိနစ်ခန့်မှာဒီ0.3စီနေမီမလေးတိုင်းစကားတိုင်းဒေတာကြီးနဲ့တချို့ဒေတာတွေမှာနေနေရှုပ်ဖို့ဖြစ်ခဲ့ပါတယ်ပြောပါတဲ့နေရာတော့မလေးပြည့်အရှိမြောက်ပဲ20ကီလိုမီတာခန့်အပေါ်မှာဘို့ပြပြီးတော့မြောက်10ကီလိုမီတာအနက်မှာလွတ်တယ်လို့ကျွန်တော်သိရတယ်လွတ်တဲ့အဆင့်ကတော့ Richter scale 0.9 စကိရှိကြအောင်အဆင့်ရှိကြအောင်ဒီအဲ့ငလေးအလုံးပြင်းထန်တဲ့ငလေးဘူးဖြစ်ကြောင်းလည်းကျွန်တော်သိရှိရပါတယ်။နောက်ဆက်တဲ့ငလေးများလည်းဆက်တဲ့ထွေးချခဲ့တာရှိပါတယ်။ဒီလိုချမှုကြောင့်ထိခိုက်ပျက်စီးမှုဒီကတော့မန်လေးမျိုးစကိုင်းမျိုးနေပြီးတော့မှာတော့ပျက်စီးမှုများများပါတယ်။လက်ရှိကျွန်တော်ယနေ့ချိန်ယခုချိန်အထိတတင်းပူတွေဒေရီပူကြီးရတယ်ဒီပြီးတော့ကောင်းစီနေမျိုးက96ရောက်စကိုင်းမျိုးပါ78ရောက်ကြောက်ဆယ်ပါ30ရောက်ဆွတ်ဆွတ်ပါ တရားကြီးစင်နဲ့တရားတေဆိုးကြောင်းနဲ့ဒါရရတော့ဒီပြည်ကောင်းကင်တဲ့တရား32ရောက်စကိုင်းမြို့မှာ300ရောက်တယ်ကျောက်ဆယ်မြို့မှာစီစီဆယ်အလုံးပေါင်း932ရောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်တေဆိုးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစေတယ်ကျွန်တော်ရှိပါတယ်ရှုတရားတွေမှာလည်းအတက်ကြီးပြုတ်ကျတဲ့အကြောင်းဒီတိုက်တွေလည်းပြန်ပြီးတော့မှဆက်ရည်လိုမှတွေကျွန်တော်လုပ်နေဆက်ဖြစ်ပါကျွန်တော်ကိုယ်နဲ့ရောက်ရှိကြည့်ရှုပြီးရဖြစ်ပါဒီလိုမိဘတွေတင်များနေတယ်လေဒီဂလင်း တဘာဝဘေးကြောင့်ဖြစ်နိုင်တဲ့ငရင်းအရင်းကိုငရင်းတက်ဖို့ကယ်ဆယ်ဖို့လုပ်ငန်းတွေမှာခြေပြန့်ဆောင်ရုပ်ကိုရှိတယ်ကြောင့်တက်တယ်ဆိုတော့ဘာကိုကြီးပေးဖို့ကျွန်တော်တို့မြေတားရက်ခတ်လို့ပါတယ်ကျွန်တော်နေရတဲ့ဖြစ်ပေါ်တဲ့ဒေတာအားလုံးနဲ့ဈေးပေါ်ချင်းညီညာထားပြီးတော့ဒီဘကူညီမပေးနိုင်ပေးနိုင်ဖို့လည်းဟိုလက်မှတ်ထားပြီးဖြစ်ပါတယ်မကြသေးခင်ရပဲအာဟာစင်တာနေပြီးတော့ရက်ပြန်ပါဈေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံကလည်းရက်ပြန်ပါကိစ္စပစ္စည်းပို့ဖို့ကာလာနာနာရှိတယ်လို့ကြားတယ် ခွင့်ပြုထားခြင်းဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။မြောင်းလိုက်တော့ပြောလိုက်ရင်ဟုတ်အဟုတ်လိုလိုနဲ့ပေါ့နော်အခုဆိုရင်ကျွန်တော်ပြည်သူတွေကို နိုင်ငံတကာဖွဲ့စည်းတွေကလည်းပြန်မကူညီနိုင်အောင်သူအနေနဲ့လောင်းဖွင့်ထားတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်တယ်။တကယ်တမ်းကျတော့တကယ်ကူညီလာမယ်ဆိုရင်တော့မှသူတို့အိတ်ကထဲ ਉਹ ပါနော်။ထဲမဲ့အုပ်စုတွေဖြစ်ပြီးတော့မှသူတို့တွေနဲ့အရေးပေါ်ချင်းတွေကြီးညာထားတယ်ဆိုပေမဲ့အဲ့ဒီနေရာတွေတောက်တွေကိုပဲပြန်ပြီးတော့မှဘုံကျဲတိုက်ခိုက်နေတာကိုကျတော့ရှင်းမှာတရင်တွေမှာလည်းတွေးခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့ကျတော်တို့အနေနဲ့ပေါ့နော်ဒီလိုမျိုးမျောလိုက်တဲ့အုပ်စုကနေပြီးတော့မှခုဆိုရင်မြေချူပြပြီးတော့မှဘန်းပြတ်လို့စားနေတာကိုကျတော်တို့နေနဲ့လက်ပိုက်ကြည့်မနေတော့ဘန်းနဲ့ပြီးသူတွေကိုကယ်ဆယ်ရင်းနဲ့တော်လိုင်းရဲ့ချိန်ထိုးစစ်မြင့်တင်နေတင့်ပြီဆိုတဲ့အကြောင်းကျွန်တော်ဒီနေရာကနေတခါတည်းပြောလို့ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့တော်လိုင်းအစိုးရတရားဖြစ်တယ်ပေါ့နော်အန်ယူဂျီဘက်ကနေပြီးတော့မှနေငလေးလောက်တာနဲ့ပတ်သက်ပြီးတော့မှနောက်ဆက်သွဲအန်ဒီယာတွေနဲ့ဘယ်လိုမျိုးတွေကျွန်တော်တို့ဘက်ကနေပြီးတော့မှကာကွယ်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်တုံးသက်ပြောဆိုထားတဲ့အားလည်းကျွန်တော်တို့တက်ချက်တော့ကြည့်လိုက်ရအခုဒီငလေးထံကြောင့်ပြည်သူတွေထိခိုက်ခံစားရတဲ့အချက်အလက်တွေကိုကျွန်တော်တို့ကောက်ယူနေတယ်ကျွန်တော်မြေပြင်ဖွဲ့တွေနဲ့သတင်းမီဒီယာတွေနဲ့ချိန်ဆက်ကောက်ယူနေတာဖြစ်ပြီးတော့ကျွန်တော်တို့ဒါကိုလက်တွေ့ညံပြီးတော့ပြည်သူတွေကိုကူညီကယ်ဆယ်နိုင်ဖို့ဆောင်ရွက်တဲ့အချိန်မှာပဲဒီအချိန်မှာနောက်ဆက်တွဲငလေးနေလဲလာနိုင်တယ် ါတွေအတွက်ကိုပြည်သူတွေပို့ပြီးတော့မခံစားအောင်လို့ပညာပေးအစီအစဉ်တွေလည်းကျွန်တော်တို့ဆက်လက်ပြီးတော့နှိုးဆော်ထုတ်လွှင့်နေပါတယ်။ငကူတွေကကျွန်တော်တို့မှာငလင်တန်နဲ့ပတ်သက်ရင်ပညာပေးတဲ့အစီအစဉ်တွေကထုတ်လွှင့်ပြီးဖြစ်ပါတယ်။အခုထပ်ပြီးတော့လည်းကျွန်တော်တို့ထုတ်လွှင့်ထားတဲ့အစီအစဉ်တွေကနေပြီးတော့ကျွန်တော်တို့ဟိုတည်တည်ချာချာပြန်ပြီးတော့ပြည်သူတွေခံစားလိုက်နာဆောင်ရွက်နိုင်ဖို့ကျွန်တော်တို့နှိုးဆော်နေပါတယ်။ပြည်သူတွေအနေနဲ့မိမိတို့နေတဲ့အဆောက်အုံတွေကဟိုပြန်လည်ပြီးတော့စီစစ်ဖို့လိုတယ်။ရိုင်းနေသွားတဲ့အဆောက်အုံတွေအဲနေရအထက်မြင့်နေရမှာရှိတဲ့သူတွေကတော့ဒါအရေးကြီးတယ်ပေါ့နော်။ပို့ပြီးတော့ဟိုဂရုစိုက်ပြီးတော့ လိုအပ်ရင်ခိတ္တပြောင်းရွှေ့နေထိုင်မှုစီစဉ်ကြဖို့လိုပါတယ်။အဲငွေလီနာကြောင့်မလို့စေတတမန်နေလဲကွက်အပ်နိုင်တာတွေရှိတယ်။ဒါကြောင့်ဒါတွေကလည်းစက်တိုက်စီစစ်လှုပ်ဆောင်သွားဖို့လိုတယ်။ပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေကိုလည်းလိုအပ်ရင်ပြောင်းရွှေ့တာတွေကြိုတင်ဆောင်ရွက်ဖို့စီစဉ်ထားတာတွေလုပ်တင်ပါတယ်။ဒီငွေလီနဲ့အတူတူမိဘရလည်းဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီလျှက်စင်မျိုးကိုအသုံးပြုပြီးတော့ဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာဆောင်ရွက်ပြီးတာနဲ့ဒီ club တွေကိုပေါ့နော်တည်တည်ချာချာပိတ်ထားဖို့လိုပါတယ်။မိကလာလိုက်ပြက်လိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့မိပြန်လာတဲ့အချိန်မှာလည်းပြန်လေအသုံးပြုမဲ့ ကဲစစ်ကြိုးတွေပစ္စည်းတွေဒါတွေကိုတည်တည်ချာချာပြန်လဲစီစစ်ပြီးတော့လုပ်ဖို့ဆောင်ရွက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ငလင်းရဲ့နဲ့အတူတူမိဘေးရလည်းဖြစ်ပေါ်နိုင်တာဖြစ်ပါတယ်။ပြည်သူတွေသတိထားစရာတွေလိုက်နာဆောင်ရွက်စရာတွေကတော့အများကြီးပါပဲ။ဒါတွေကိုလည်းကျွန်တော်တို့အသိပညာပေးတာတွေကျွန်တော်တို့တိုက်တွန်းနှိုးဆော်တာတွေဆောင်ရွက်နေပါတယ်။ကျွန်တော်တို့ပြည်သူများနဲ့အတူရှိနေပါတယ်လို့ပြောလိုပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်းပြည်သူတွေကိုကူညီနိုင်ဖို့မိမိတို့ဒီဒီပြည်သူကပြည်သူအကူအညီတွေနဲ့ကျွန်တော်တို့ဆောင်ရွက်နေရသလိုလိုအပ်တဲ့ ထောက်ပံ့နေအတွက်နိုင်ငံတကာရဲ့အကူအညီတွေရရှိအောင်လည်းကျွန်တော်တို့တိုက်တွန်းနှိုးဆော်တာတွေဖိတ်ခေါ်တာတွေလည်းကျွန်တော်တို့ပြုလုပ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အချက်လက်တွေပေါ့အချက်လက်အမှန်တွေကိုရရှိဖို့အတွက်စင်ပြုစုပြီးတော့ဒီအချက်လက်တွေကိုလည်းကျွန်တော်တို့ထုတ်ပြန်နိုင်မှုလည်းကြိုးစားဆောင်ရည်နေပါကဲဒီမှာကြော်တော့ပါနော်အန်ယူဂျီဘက်ကနေပြမခုဆိုရင်တို့ရနေတဲ့ပြည်သူတွေအားလုံးအတွက်အချက်လက်တွေမမှန်ကန်ရရှိဖို့အတွက်ပေါ့နော်စူးစမ်းနေတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာပြမကျော်တော့ဘက်ကနေပြမ ဒီတော့ဘေးအနေနဲ့ retire ကနေပြတော့မှဘလိုမျိုးချုပ်တင်ကောင်းနေတာလဲဆိုတာနဲ့ပတ်သက်ပြတော့မှပေါ့နော်။ပြန်ပြတော့မှ TV ပြောဆိုထားတာကိုတွေ့ရတာဖြစ်တယ်။ဆိုတော့ကျွန်တော်အနေနဲ့လည်းဒီတော်လန်သတင်းတွေပြင်ခုဆိုရင်ပေါ့နော်တဘောဘေးအနေနဲ့ချုပ်တင်ကောင်းနေတဲ့နေလန်းတွေနဲ့ဖြစ်ပေါ်လာနေတဲ့အန်ဒီယားတွေကိုချုပ်တင်မဆပြတော့မှခုဆိုရင်ကောင်းကွက်တင်တာတွေပြတော့မှပေါ့နော်။ပြင်ဆင်တဲ့တော့ပြင်ဆင်ရတော့မယ့်အချိန်ပဲဖြစ်ပါတယ်။လူမျိုးငလျင်တွေအရဆိုရင်ဆက်လက်ပြတော့မှပေါ့နော်။ငလျင်ငယ်တွေစစ်တိုက်လွတ်လာနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြည်သူတွေအနေနဲ့သတင်းတွေဆက်လက်ပြတော့မှနားဆွင့်ကြဖို့ကျွန်တော်ဒီနေ့ကနေပြောလိုပါတယ်။ ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွက်ဇော်ပွင့်ရနေပြီးတော့ပါเนาะကိုကျိုးရှာတဲ့အုပ်စုတွေဒါဒီလိုမျိုးငလင်ဘေးတင်ပြီးတော့မှတည်ဆုံးတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်ပြောဆိုထားတယ်လေကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အာလက်ရှိမြန်မာပြည်မှာတကယ်ဆိုးရတဲ့နေရာမန္တလေးရပြည်သူလူထုတွေနေကြီးစင်းစင်းဝါချင်းပြချင်းမရှိပါဘူးပေါ့နော်အဲ့လိုဘလုံးကွင်းလိုနေရာမျိုးတွေကွင်းပြင်လိုနေရာမျိုးတွေအဲ့မှာနေကြပါနော်အဲကြောက်စဲလိုရမဲသင်းလိုတောင်ကြီးဆိုလဲကြီးလိုက်ပေါ့ ဟောအင်းလေးဘောင်တော်ဥပဘုရားဘေးရပရဏဂုံနေအကုန်လုံးမန်လေးဆိုလဲတော်တော်စိတ်မကောင်းစရာဗျကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးတွေကဘာသွားဖြစ်လဲဆိုတော့ဘုရားတရားကိုသွားစော်ကားကြတယ်ယဟန်တန်ဃာတွေကိုစော်ကားကြတယ်ကိုယ့်လူမျိုးအချင်းချင်းတတ်ဖြတ်ကြတယ်နော်အခုတော့ခမားတို့တဘာဝတရားတတ်ပြီခမားတို့တဘာဝတရားကသဘုံလို့လည်းတတ်မှာမဟုတ်ဘူးစစ်သားလို့လည်းတတ်မှာမဟုတ်ဘူးဒေါ်စုကြည်အားပေးထောက်ခံတဲ့လူလည်းတတ်မှာမဟုတ်ဘူး ဥမင်းအောင်လည်းဝင်းရင်အားပေးတဲ့လူကိုလည်းတက်မှာမဟုတ်ဘူးအေးခမားတို့တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့လူတွေနိုင်ငံတဲ့လူမျိုးပေါ်မှာအစ္စာဆောင်တည်တဲ့လူတွေနောက်တော့လူလူချင်းလူသားချင်းချင်းကိုချင်းဆန္ဒတရားစိတ်ရှိတဲ့လူတွေဒီလိုလူတွေပဲကြံခဲ့မှာอืมလူတွေပြောရဲတယ်နော်ဖောက်လဲပေါက်ပြန်မရှိပဲနေမလားဟမ်ရှိတာပေါ့လူတွေအခုကျွန်တော်ရဲတောက်တဲ့ငါးပါးဒီလားမလုံဘူးလေဒါပေမဲ့ကျွန်တော်သူများအောင်မယုံပါဘူးသူများမိသားစုပေါ်အောင်မဖြစ်စီဘူးသူများသားပြို့သမီးပြို့ကို ျွန်တော်ဘလိုမျိုးမလုပ်ဘူးအဲ့တော့ကျွန်တော်အဲ့ဒါတော့နည်းနည်းများသွားပြီလူတွေကဘာဖြစ်နေရလဲဆိုတော့မတရားနဲ့လောဘဒေါသမောဟတွေအရန်ကြီးပြီးတော့မှလှုပ်တဲ့လူတွေရှိတဲ့နေရာတွေကတော်တော်များများပြက်စီးတယ်ပြက်စီးတယ်အခုကျွန်တော်တို့ဘာမှမဖြစ်ဘူးလေတိတော်မသိဘူးအေးတယ်အေးတယ်ဟုတ်တယ်ဒီမှာကျွန်တော်ပြင်ဦးလင်မှာလေလေတိုင်းနေကျွန်တော်အိမ်ရှိမှာဒီမှာကျွန်တော်တက်မတော်ကငလီလှုပ်လို့တည်သွားရင်တော့တက်မတော်ကဆောင်းလေးနဲ့တည်သွားခြင်းလို့ဒီလိုမျိုးခြုံထားတာကျွန်တော်ကနော် ဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့ငါးပါးသီလပြောကြတယ်ပြောကြတယ်ဒါပေမဲ့မြန်မာပြည်မှာမြန်မာနိုင်ငံတည်းမှာနေထိုင်တဲ့လူတချို့တော်တော်များများကကိုတို့အတ္တစီးပွားတွေရှာပြီးတော့အရန်ရုပ်မာတယ်အရန်အောက်တန်းကြတယ်အဲ့ဒီမှာကျွန်တော်ပါလာမေးရင်တော့ကျွန်တော်ထဲ့ပဲပြောမှကျွန်တော်မပါဘူးကျွန်တော်ဘယ်သူမှဒုက္ခမပေးဘူးဘိုးရင်ပြောတဲ့ပုံစံရတော့ပါနော်အခုဆိုရင်ပြည့်မဲ့ကလေးတွေအားလုံးကနေပြတော့မှ ငါဘတီလာတောင်မှာပြည့်ပဲနော်ဗောနော်ကိုကျိုးရှာနေတဲ့အုပ်စုတွေဆိုပြီးတော့မှတေဆုံးတော့တာကိုတောင်မှာပြည့်တင်ပြောဆိုနေတာကိုကျွန်တော်တွေ့တာဖြစ်တယ်တကယ်တမ်းကျတော့ဒီလိုမျိုးအားချောင်နေတဲ့စခွေဘောမှာလော်ဘီတတိုက်ပါဝင်စစ်ကောင်စီတပ်ဖုံနေအားလုံးဗောနော်တခါတဲ့ဒီမြေကြီးအုပ်ကိုရောက်သွားတင်တာဖြစ်ပါတယ်မြောက်လိုင်းရဆိုလဲလူမျိုးပြည်သူတွေကို ESS တက်ဖြတ်ပြီးတော့မှအခုဆိုရင်တွေ့နေနေဗောနော်ပေါ်လူပက်ဆာတွေပြောပြီးတော့မှဗန်ပြလောက်ဆန်းနေတာကိုကျွန်တော်အားလုံးတွေ့ရတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပေါ့နော်စစ်ကောင်စီကတော့ဒီလိုမျိုးဘေးရနယ်တွေကြုံနေရပါစေသူတို့အနေနဲ့ဆက်လက်ပြီးတော့မှရုံမာနေမှာဖြစ်ပြီးတော့မှကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းပြပြတတ်တာနဲ့ဒီသဘောဘေးရန်တွေပြင်စစ်ကောင်စီအာဏာဖျောက်ချရေးကိုလည်းတခါတည်းရှေ့ဆက်ပြီးတော့မှပေါ့နော်တွားမဲ့အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမှာပူတူမနေပြီးတော့မှပဲရခိုင်ပြည်သူတွေနဲ့ဘူချုံထွန်းမြတ်နယ်ကိုဘယ်လိုမျိုးဆောက်ကောင်းမောကောင်းနဲ့ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် တိုက်ပွဲတွေဖြစ်တဲ့အတွက်ဒေသခံတွေထွက်ပြေးတိချောင်နေရတာရှိတယ်။အဲ့ဒီမှာအေယာဝတီတိုင်းလေးမက်နာမြို့နယ်မှာရှိတဲ့ကြေးရွာကရွာသူရွာသားတွေကိုအေအေနဲ့ PDF အဖွဲ့တွေကလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။အင်းဒါကူပဲပြည်ပြမိသားတွေမှာသူကဘယ်လိုသိတာလဲ။ဘလို့ကလင်ကကြေးပြောကြလဲဆိုရင်တိုက်ပွဲချားမှာပိတ်မိနေတဲ့အရက်သားပြည်သူတွေကိုသူတို့အေအေကလွတ်မြောက်ရာနယ်မြေကိုကယ်ထုတ်သွားပါတယ်ဆိုပြီးတော့ပြောင်းလင်းပြောင်းစားကလင်ကကြေးရေးကြတယ် အမှန်တကယ်တော့တို့တို့ရဲ့တို့တို့ရွာမှာအေးအေးချာချာနေနေတဲ့ပြည်သူတွေကိုစစ်ပွဲဖော်ဆောင်တဲ့အတွက်ပြည်သူတွေစစ်ကြောင်ဒုက္ခရောက်နေတဲ့အချိန်မှာလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်။လက်ရှိမှာအရာတွေတိုင်းမှာတဖြည်းဖြည်းနဲ့စစ်ပောင်ကျဲလာရင်အဲ့ဒါဒီရှေ့မှာမကွေးငဖေးငဖေးမျိုးနဲ့နေရီကန်နေရီကန်ကိုတို့တို့ဘလို့မျိုးရှားလိုက်ပြီးနေရီကန်စက်ခန်းကိုတို့တို့ဘလို့ရှားလိုက်ပြီးဝါးရားဖြန့်တယ်။ မကွေးမျိုးကိုသူတို့ငဖိုင်းမျိုးကိုရတော့မယ်သူတို့ဝါဒခံတယ်။နောက်တစ်ခါကျတော့ကျမတို့ဒီဘက်ကညောင်ကျိုးနော်ညောင်ကျိုးကိုသူတို့ရပြီးအုတ်ချစ်ပင်ကိုသူတို့ဘယ်လိုတိန်တော့မယ်ပထောင်းကိုဘယ်လိုတိန်တော့မယ်ပြေကပဲကျမတို့ပြေရမယ်မျိုးထဲမှာပိတ်မိနေတော့မယ်ဆိုတဲ့ပုံစံမျိုးဝါဒခံတယ်။အေးအဲ့ဒီလိုဝါဒဖြတ်မရတော့အခုတခါအေယော်ဒီကိုတခါထိုးစစ်စင်နေဒီအကွက်တွေကိုကြည့်မယ်ဆိုရင်အေယော်ဒီမကွေးပြေကျမတို့ဘကူအဆက်ကို ဘာကြောင့်မရမကလမ်းကြောင်းထိုးပေါက်ရှာနေလဲဆိုရင်ရခိုင်အေအေကြောက်ဖက်ဖွဲတွေကသူတို့ရခိုင်ပြည်နယ်ထဲမှာပိတ်မိပြီးတော့တောက်စရာရေစားစရာစားတာနဲ့ကုတစရာစေးဝါးမရှိတဲ့အတွက်အကြံခွန်ကလုံစားချက်ပေမထူးနေမထူးသဘောမျိုးနဲ့မရမကနေမီထွက်ပေါက်ရှာနေတာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်ကျမတို့ငဖဲမှာရောကျမတို့ပြည်ပန်းအုပ်ချက်ပဲမှာကိုတမလို့ကနေပြီးကျမသမားတွေကိုဖိဖိစီစီနှိမ်နှိမ်နိုင်တာကိုတွေ့ရပါတယ်။အေရော်ရီတိုင်းစိတ်မျက်နှာမှာကျမတို့ပသိမ်မုံရွာလန်းကို 2022အလွန်ခဲတဲ့2022နှစ်တည်းကရပ်ပါသမားတွေကမျက်ဆောင်ထိုးခဲ့ပေမဲ့အခု2025ရောက်မှသာသူတို့ပသိမ်မုံရလမ်းမှာအနေငယ်စုပူမှုတွေလုပ်နိုင်တယ်။ဒါကိုကြည့်ချင်အားဖြင့်2022လောက်တည်းကပသိမ်မုံရလမ်းကိုသူတို့ထိန်းချုပ်နိုင်ပြီသူတို့သိမ်းနိုင်ပြီလို့ကြွေးကြော်ခဲ့ပေမဲ့အခု2025ရောက်တဲ့အထိပသိမ်မုံရလမ်းပေါ်မှာရေးရဲဝုန်းဝန်းမနေနိုင်သေးဘူးဆိုတာကြည့်ရင်အကျန်းဖတ်သမားတွေက online တိုက်ပွဲမှာသာနိုင်ပြီးတော့အမြေပြင်မှာအသိစိုးနဲ့တင်နေတယ်ဆိုတာပေါ်တွင်နေတစ္ဆက်ထဲမှာပဲအေအေကနော်အရွယ်ရောက်ပြီးသူတိုင်းမဖြစ်မှန်နေစိတ်မူထိုင် ရမယ်ဆိုပြီးတော့စစ်သားတစ်တီခေါ်ယူနေတာကိုကြည့်ချီအားဖြင့်ရခိုင်နေဟာအေးအေးထုံးမြင့်နိုင်အကြောင်းမျိုးတုံးတော့မယ်လူမျိုးတုံးတော့မယ်အချိန်ကြီးရောက်နေပြီဆိုတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဒီလိုမျိုးပေါ့နော်ပီတရိုတွေကိုစော်ကားမကောင်းနဲ့ပြောဆိုနေတဲ့ဘောမပူတူမပေါ့ကျွန်တော်လော်ဘီတွေရဲ့ ဗီဒီယိုတွေကိုအခုချိန်မှာဖွင့်ပြရတာတကယ်ကိုမြေဝပြည်သူတွေကိုအားနာပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးတဘောဘေးနေတဲ့ဂျုံနေရတဲ့အချိန်မှာပါနော်။တော်လိုင်းရဲ့တရိုင်းတွေလည်းတည်ရမှာမလို့အခုဆိုရင်ပြည်သူလူထုကိုစော်ကားမကားနဲ့ပြောဆိုနေတဲ့ဒီဘောမပူတူမပေါ့ကျွန်တဲ့ lobby တတိုင်ဟာဆိုရင်ကျွန်တော်တို့ပြည်သူတွေပေါ့မှာပါနော်။ဘလောက်ဒုက္ခရောက်ရောက်ဆက်လက်ပြီးတော့မှရုံမှနေဆက်ဖြစ်ရဆိုတာအားလုံးသိချင်ရဖို့တင်ဆက်ပေးတာပဲဖြစ်ပါတယ်။ဒီပူတူမပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့မြေဝပြည်သူတွေနဲ့ပေါ့နော်စိတ်တော်ကပူပင်ရောက်နေတဲ့အချိန်ကြားထဲကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပြေးခဲ့ချဖို့ရှင်တော်ဒီနေ့ကနေတောင်းဆိုပါတယ်။ ဟုတ်ပြီကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ထိုင်းမှာလဲပေါ့နော်ကျွန်တော်တို့ရွှေပြောင်းမြန်မာလို့တမားတွေအနေနဲ့ဘယ်လိုမျိုးတတိထားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကိုနောင်ကနေပြပြထားတဲ့ဟာလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်စမောပကန်သမောစာကွန်နကော့ပထုံတွေကတော့အဲ့တလောက်စိုးရိမ်စရာမရှိဘူးအဲ့တလောက်လည်းကြောက်စရာမရှိပါဘူးအဲ့ဒီနေရာတွေကအာငလင်ကြောပေါ်မှာမရှိပါဘူးပြီးတော့မှဒီသမောစာကွန်သမောပကံဆိုရင်ဒါသူတို့ကပင်လေကန်ယိုတန်ပင်လေထွက်ပေါက်တွေဖြစ်တာပါအခုလာတာကအာမှုန်တိုင်းမဟုတ်ပါဘူး မြင်ငလင်ဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်စမုပ်ပကန်းစမုပ်စာခွန်တွေကအဲ့ဒါတော့နောက်ထပ်စိုးရင်စရာမရှိပါဘူးเนาะဒီကနေ့ဒီထားရမှာနော်စာခွန်စမုပ်ပကန်းဆိုရင်ဒါအဖျားခက်ယုံအနှဲငယ်လှုပ်ခက်ယုံတော့ပဲဖြစ်သွားတာတွေ့ရပါတယ်နောက်ပြီးတော့ဒီထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့အပြင်ဖြစ်တဲ့ဘန်ကွန်တီယန်ဘန်ဘောနကောပထုံအဲ့ဒီနေရာတွေကလည်းအလားတူပဲအဖျားခက်တဲ့အနှဲငယ်လှုပ်ခက်ယုံပဲတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာတွေကတိတ်ပြီးတော့စိုးရင်စရာမရှိပါဘူးအရန်ကြီးလဲကြောက်လန့်မနေကြဘူးရည်ကြည်ပါတယ်เนาะဒါဆိုလူလူတွေရဲ့စိတ်ကဥပက်တန်ကြောင့် ဥပဒံဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အများကြီးစိုးရိမ်အဲ့ဒီနေရာမှာနေထိုင်သူတွေကအများကြီးစိုးရိမ်စရာမရှိဘူးအထူးသတိထားရမှာကအဲ့ဒီဘန်ကောက်မြို့သူရဲ့မဲနန်းကြောက်ဖရားမြို့နဲ့အနီးတစ်ဝိုက်မှာနေတဲ့လူတွေသတိထားဖို့ဒီပေးပါတယ်နောက်တစ်ချက်ပို့ပြီးရေးကြည့်တာကအခုဒီငလင်လှုပ်ခတ်မှုကြောင့်နော်ထိုင်းနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးအများကြီးထိခိုက်သွားပါတယ်အထူးသဖြင့်မြေအောက်ရပ်ထားလမ်းနဲ့မိုးပြန်ရပ်ထားလမ်းတွေကဒါပျက်စီးမှုတွေမရှိတော့များလည်းပဲဒါတို့စစ်ဆေးဖို့အတွက်ဆိုပြီးတော့မှအနည်းဆုံး9ရက်တပတ်လောက်ပိတ်မယ်လို့သိရပါတယ်အဲ့တော့မိုးပြန်ရပ်ထားလမ်းနဲ့မြေအောက်ရပ်ထားလမ်းတွေကပိတ်သွားပြီဆိုရင်ထိုင်းနိုင်ငံက ရင်ကျော်ပိတ်ဆို့မှုကအရင်ကတည်းကသုံးစပို့ပြီးတော့မှများပြားလာမှာဖြစ်တယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ယုံသွားရမယ်လူတွေအလုတ်သွားရမယ်လူတွေအကြောင်းအကြောင်းကြောင့်ဒီမြို့တွင်းကိုသွားရမယ်လူတွေတို့ကအရန်ကိုဒုက္ခများပါမယ်အဲ့ဒီတော့ကိုသွားလို့တဲ့ခရီးကိုရောက်ဖို့တော့အ ਨੇ သောနှစ်နာရီလောက်ကြိုပြီးတော့အချိန်ယူကြရမယ်အနေထားပါနော် ကဲခိုးတယ်မှာပေါ့နော်ကိုနောင်ပြောသလိုပဲကျွန်တော်တို့ဘက်ကနေပြီးတော့မှအခုဆိုရင်ထိုင်းနိုင်ငံမှာလဲပေါ့နော်ဘန်ကောက်မြို့လွင်းမှာကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှတတိထိုင်းမဲ့အကြောင်းအရာတွေသိရှိရတာမှဒီထိုင်းဝင်ကြီးချုံအနေနဲ့လဲပေါ့နော်အရေးပေါ်ချင်တွေထုတ်ပြန်ထားတော့တွေ့ရပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှထိုင်းရောက်နေတဲ့ဂျာတဲ့ကနေပြီးတော့မှပေါ့နော်အရေးပေါ်ချင်တွေတရင်လေးတွေကိုနားဆွင့်ပြီးတော့မှကျွန်တော်တို့အနေနဲ့ဘယ်နေရာတော့တင်မတော့တင်ဆိုတာတော့ကိုယ်တိုင်ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့လဲပေါ့နော်ဗီဒီယိုမှာရှိတဲ့ဒုက္ခရောက်နေတဲ့ဂျာတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကိုရဲ့အနေနဲ့ ကိုညီရင်နဲ့ကျွန်တော်တို့အားလုံးစီလုံးညီရဲဆောင်နေပါတော့တစုတစီတည်းရှိတယ်ဆိုတော့ပြတိုင်းမဲ့ချင်းပဲဖြစ်ပါတယ်ဒီလိုမှဒါကျွန်တော်တို့အနေနဲ့စစ်ကောင်စီကိုလည်းပေါ့နော်လဲထုံးနိုင်မဲ့အဲ့ဒီချင်းတွေကိုရရှိမှာဖြစ်ပြတော့မှအခုဆိုရင်တော်လိုင်းရေးအစုတွေကနေပြတော့မှလည်းတက်ဖွဲ့တွေမှာအောင်ပွဲတွေရရှိနေအောင်ပေါ်ဆောင်နေတာမို့လို့ကျွန်တော်တို့ပြည်သူအလုံးဒီဘေးရန်တွေကိုစူးစိညီရဆောင်နဲ့ကြော်ဖြတ်ကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့မှနေပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအလုံးစေချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြတော့မှ တဝဘေးအန်ဒီအမျိုးမျိုးကနေကြင်ဝေးကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်